ကလစ်ကများအလုံးမဲမင်္ဂလာပါရှင် Freedom of Future Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ Freedom of Future Channel ရဲ့ဝိုင်းတော်သားများတင်ဆက်ဖတ်ပြတော်မှာတော့ကလျာဝိစာသိပ်ပံရေးသားထားတဲ့ဆင်းလဲသောယောက်ျားတယောက်အကြောင်းအပိုင်းကိုဖတ်ပြတော်မှာဖြစ်ပါရစေရှင်။အဆုံးထိနားဆင်ခံစားပေးကြပါအောင်ရှင်။အခန်း36 မောင်တော့ကားမောင်းတင်မှပဲဖြစ်တော့မယ်စုမြတ်ဖေးကလိုက်ထိုင်နေရတာရှက်စရာကြီးနော်စုမြတ်တင်စားကကားမောင်းရင် ချင်းမြတ်နိုးစွာလှဲ့ကြည့်ပြီးရှင်းဝေစွာ ပြုံး၍နောက်မှတင်မှစုမြတ်နဲ့နေရတဲ့အချိန်တွေကနေပြီးကားမောင်းတင်နှန်းတက်နေမယ့်အချိန်တွေဖက်မပေးနိုင်ဘူးသိလားမောင်းကလည်းဒီလိုပါပဲဗျာဒါကြောင့်အမြန်ဆုံးလက်ထပ်ကြအောင်လို့ပြောတာပေါ့စုမြတ်လည်းစူးစမ်းနေပါတယ်စုမြတ်အခုလိုမောင်းကိုမျောလင်းချက်တွေပေးပြီးတော့နောက်ဆုံးကျတော့စွန့်ပြစ်သွားအောင်ပါလားဗျာဟမ်ဟာမောင်းကလည်းဟုတ်တယ်လေစင်နှန်းဆွဲတဲ့တိုင်းကိုမောင်မကြော်မတက်နိုင်တာ စုမြဖောက်ထွေးမိစင်းလာမှာဖြစ်မှာလေမောင်တော့မော့ပြီးတော့မျောနေရတဲ့သူပါကွယ်အဲလိုအငငယ်နှိမ့်ချတဲ့ဇာတ်ရီမပြောဆမ်းမှနဲ့မောင်ရစုမြဘက်ကအစင်သစ်ဖြစ်အောင်စူးစမ်းနေပါတယ်အရင်လွဲခဲ့ရတော့ကဘွားပြက်ခဲ့ရပြီခုလိုစုမြရဲ့ချိကိုပိုင်ဆိုင်ခွင့်ရပြီမှာထပ်ပြီးတော့စုမြကိုဆုံးရှုံးရမောင်တော့တီးမှာပဲတီတောင်ရိုးမတီးဘူးယူပြီးမှတီးမှာဗျာမောင်ရစုမြကိုအဲ့လောက်တောင်ချက်ရသလားကွယ်စုမြတ်တင်စားကယုံကြည်ရှာသည့်စင်မင်းကလည်းအမှန်တိုင်းပင်ပြောလိုက်ခြင်းဖြစ်ပါ၏ လုံးဝမမျော်လင့်ပါပဲသူ၏အိုက်တင်ကောင်းမှုကြောင့်စုမြတ်တင်စာ အသေးခိုက်သွားကြောင်းသိသည်နှင့်ကိုတူကြီးထံမှဖုန်းနံပါတ်ကိုတောင်းပြီးဖုန်းထဲမှလည်းအသေးအတန်ချွဲပြချစ်ပြလိုက်သဖြင့်စုမြတ်တင်စာတို့အကြီးအကျယ်ကြွေလာခြင်းဖြစ်၏ယခုလိုချစ်သူဘွားရောက်ပြီးမှတိုက်ကြီးပေါ်တက်ခွင့်မရဘူးစီးစိမ်တွေခံစားခွင့်မရဘူးဆိုပါလင်စင်မင်းတယောက်မသေးတော်မှယူသွားမှာတော့တေချာသည် မောင်အဲ့ဒီအင်းကြီးချမ်းသာဟိုတယ်မှာနေရတာအဆင်ပြေတယ်မဟုတ်လားမပြေဘူးဟွန်းစတူမာရီနတ်ဘုံမှာတင်ပေးထားရင်တော့မှအဆင်ပြေပါဘူးစုမြရဘာဖြစ်ရပြန်လာလဲဘယ်နေရာမှာပဲနေရနေရစုမြတယ်ပဲမောင်နေချင်တာလीမောင်ရဲ့မောင်ဟာလीပြောလीမောင်ဘာဖြစ်လဲတိတ်ချစ်ဖို့ကောင်းတာပဲတိလားတကယ်ကိုလှိုက်လဲစွာရဲမောမီဤအင်းကြီးချမ်းသာဆိုတော့တန်လင်းလဲတွေ့တယ်မှာဟိုတယ်လေးတစ်ခုမှာတနေ့ဟို3000နဲ့စုမြတင်စာကတခန်းငါးထားပေးခြင်းဖြစ်သည် ငါပေးဖြစ်သည့်အကြောင်းမှလည်းသူများအိမ်မှကတ်နေရတာဘလို့အောက်ကြအကြောင်းသူမြတ်တင်စားတနာလာအောင်ညီညွတ်ပြနေသဖြင့်နှစ်ပတ်စာ14ရက်အတွက်4200ပေးပြီးသူ့ကိုခိတနေခြင်းဖြစ်သည် ရေမြုံမွေးရနှင့်ဘတ်တက်ခေါ်ရေချိန်ဆိုးရသောကြွေကန်ကြီးနှင့်ဘိုးထိုင်အိမ်သားနှင့် အခန်းထဲမှရေခဲတစ်တာနှင့်တီဗီနှင့်တယ်လီဖုန်းလိုင်းခွဲနှင့်နနက်စာအိုလည်းပူစားသလိုထောပတ်နှင့်ပေါင်မုတ်ကင်နှင့်ကျူးကျော်တွေနှင့် ယခုလောက်နေရသည်ကိုပင် စင်မင်းတို့လက်ပြရောက်နေသလိုထင်မိပါပြီ။မှန်နာပြောရရင်စူးမြတ်တင်စာကားနှင့်လာခေါ်တာကိုပင်သိမ့်မလိုက်ချင်းစိန်ရှိလာသောအိယာပေါ်မှာ NTV များကြည့်ပြီးနှက်လိုက်ခြင်းသည်ပတ်စံလဲသူ့သုံးဖို့9000တအုပ်ထပ်ပေးထားပြန်သည်။ပထမဆုံးစားတွေ့ခဲ့ရသည့်နေကရထားသော9000ကိုလည်းနှုတ်ထွေးအားတထောင်ခွဲသာ ပေးလိုက်သည်ဖြင့်စင်မင်းလက်ထဲမှ900တန်းကအထက်လိုက်။မောင် နေ့ကသွားစားရတဲ့မော်ရှမ်းမြင့်ဆိုင်ပဲသွားမလားစွမြကျွေးတဲ့ဆိုင်မှာစားရမှာပေါ့ဗျာအဲ့လိုပြောပါနဲ့မောင်ရရက်စတောရန့်နေစုံအောင်လိုက်ကျွေးပြီးပြီပဲမောင်ကြိုက်တာသာပြောပါကောင်းပါလေရှမ်းစာတွေလည်းမောင်ကြိုက်ပါတယ်နှစ်ယောက်တည်းစားရတော့ထမင်းတစ်နက်အတွက်ငွေ2300ကျော်အကုန်ခံနိုင်တော့စွမြတို့ဤချမ်းသာကြွယ်ဝမှုများကလည်းစင်မင်းတို့တော့အမခံပါပဲစွမြလေးစားလေမောင်ကြိုက်တဲ့ဆိုလို့တော့ဝက်သုံးသက်သားမှာတာစွမြကတော့ဝက်မှကြောက်လို့မစားဘူး ဝတာသုံးတတ်တာအတုံးကြီးကိုပပလေးတွေအချက်လိုက်လီးပြီးခန့်ငငန်လေးချက်ထားသောဟင်းရဇင်မင်းအတွက်အရသာတွေးလာသည်တခါတခါတော့မောင်အိမ်မများမတ်နေရလားတော့တွေးမိတယ်ပြီးတော့စိတ်လည်းတိတ်ပူတာပဲစုမြိုင်ဘောက်ပူတာလဲဟောစုမြိုင်နဲ့ဝေးရမှာဘောခုလိုနေခွင့်ရတဲ့အဖြစ်ကနေပြီးတော့ပြန်လွင့်သွားမှာစိုးရင်တာဘောဒါတော့ဇင်မင်းသစ္စာစကားဖြစ်သည်စုမြက်လည်းမမီးကိုဘယ်လိုပုံစံနဲ့ပြောရမလဲ မမီမငင်းနိုင်အောင်ဘလို့စကလုံးနဲ့သုံးရမလဲဆိုတာကိုပဲစဉ်းစားနေမိတယ်။တကယ်လို့စုမြမမီကမောင်းဆွဲဇင်မင်းကိုစီးရတဲ့ပုံမှန်တက်ပြီးလုံးဝသဘောမတူနိုင်ပါဘူးဆိုရင်ဘယ်နဲ့လုံးမလဲ။ဒါဆိုအလွယ်လေးပဲ။ဘလို့လွယ်တာလဲ။မောင်းရဲ့တဲကိုစုမြလိုက်နေမှာပေါ့။ဟမ်။ဇင်မင်းနှကန်ဝါမထမင်းလို့တကယ်ပဲပြုတ်ကျသွား ਈ ။ဘာဖြစ်သွားလဲ။စုမြဘယ်နေနိုင်မှာလဲကွာ။စုမြမမောင်းနဲ့မကွဲနိုင်တော့တာစီးရလဲတူတူပေါ့မဟုတ်လား။မဟုတ်သေးပါဘူးစုမြရဲ့။ တဲလေးတောင်မရှိတော့ဘူးဟုမပြောချင်းရှိခဲလင်လဲစွမျက်လိုက်လာဖို့မဖြစ်ဘူးလေသူကစွမျက်နဲ့မခွဲနိုင်သူလဲမဟုတ်တလို့သူဘဝဤဆင်းရဲမွဲတေမှုများကိုစွမျက်နဲ့လက်တွဲပြီးကြမ်းကြမ်းခံခြင်းသူမျိုးမှမဟုတ်တာအခုလိုစွမျက်ဤစီးစိမ်ချမ်းသာအပေါင်းကိုသာမျှဝေခံစားခြင်းသူပိုင်ဆိုင်ခွင့်ရခြင်းသူတိုက်ကြီးပေါ်တက်ပြီးကားတစ်ကြီးစီးခြင်းသူလေမောင်ရဲ့ဆင်းရဲတွင်နေမဆင်းကျင်စမ်းပါနဲ့လားကွယ် ။စုမြရဲ့မာမီကိုပဲရအောင်ပြောကြည့်ပါနော်။อืมဒယ်ရီကိုပါပြောရမှာ။စုမြမောင်းတို့ကတိတ်ပြီးတော့တိမ်ငယ်နေရမှာလားကွဟမ်။ဒီလိုတော့လည်းမဟုတ်ပါဘူး။ရအောင်ပြောကြည့်ပါနော်။မောင်စုမြနဲ့ဝေးရမှာတိတ်ကြောက်တယ်။မောင်ရဲ့။မောင်ကျင်ပြောတယ်ဖះစု။မောင်ဘာမှစုမြကိုပဲချစ်ဖူးတာ။မောင်ရဲ့အခြေဆုံးအမြန်နှိုးဆုံးမလို့မောင်စုမြကိုအဆုံးရှုံးမခံပါရစီနဲ့ကွနော်။အကြံဖန်နှင့်အမှန်ကန်များရောထွေးနေသောစကားစုများဖြစ်၏ ။စုမြက်လဲလေငါနဲ့တန်လို့လားဆိုတဲ့မာနတရားနဲ့ယောက်ျားတွေကိုအမြဲတမ်းအပေါ်စီးကကြီးခဲ့မိပါတယ်။ရုံပါတယ်ဗျာ။မမီးရဲ့တုံတင်မြောက်ပင်းမှုတွေကြောင့်စုမြက်ရဲ့အလှနဲ့မိဘတွေရဲ့ကြဲဝါမှုတွေအပေါ်လက်မတောင်ဘွေမြင့်မိုးလောက်သာတီးခဲ့ပြီးဘသူ့ကိုမှစုမြက်မချစ်ခဲ့ဘူးပါဘူး။တကယ်လား။စုမြက်ရဲ့သစ္စာစကားပါမောင်။ရုံပြစီနော်။ရှုံမမောင်ရဲ့မောင်ကြာမှာမမျောလင့်မဲ့ချက်သွားမိတာပါတနာတာဆတာဆိုဟုတ်ပါတယ်စုမြတ်တို့တာမီကြောင့်အရင်နှစ်နာသွားရှာရဲဆိုပြီးတနာမိတာဆတာပါ စပြီဘာဖြစ်သွားလဲစက်ပြောလေကွာတနာပြီးတော့တအားချစ်သွားတော့တာပဲကြည်စမ်းစင်မင်းကပခုံးလေးကိုလှမ်းဖက်လိုက်ဤသူမြတ်တင်စားသည့်အချစ်ဖြစ်ဆိုလက်နေသောမျက်ဝန်းများဖြင့်သူမ၏အချစ်ဦးကိုမျက်နှာမဆုံးနိုင်အောင်ကြည့်နေလိုက်မိသည်မှာအသက်ရှူဖို့ပင်တတိမရနိုင်လောက်အောင်ပင်တက်တဲခိုက်နေရှာသည်ဘာပြောလဲဟုတ်တယ်မမီသမီး तू ကလွယ်ပြီဘသူ့မှာလက်မထပ်နိုင်ဘူးသူမြတ်သမီးကောင်းထဲမှာစဉ်းစားဆင်ခြင်နိုင်တဲ့ညံတွေအရင်ပြောကုန်ပြီလားဟင် ဒီမိုဟင်းကားတန်တောင်းကိုများထပ်ပြီးစဉ်းစားရတယ်လို့ထပ်ပြီးစဉ်းစားမိတာသူဟာသမီးကြောင့်နောက်ဆုံးနှစ်ဆောင်ပွဲကိုလည်းမဖြေရအောင်သူ့အမေလည်းတည်ဆုံးသွားတဲ့အချိန်သူ့ဘက်ကနင့်နာလုံးမာတယ်နင့်နာတယ်ထင်ရောကြေးပေးလိုက်ပေါ့မိုဟင်းကားတန်တာမိမကြီးရဲ့အစ်တတချောင်းကဘယ်လောက်တန်မှုရှိမှာမို့လဲကြည်စမ်းမအောင်ဒေါ်ရူဘီဆိုတဲ့မိမတယောက်ရဲ့ရင်ထဲမှာလူသားတယောက်ရဲ့အသည်နှလုံးအစစ်မှာပါရှိပါရဲ့လား။ तू ကဘာမှမပြောရှာပါဘူး။ချော်ကြီးလည်းမတောင်းပါဘူး။ သူ့တငယ်ချင်းတွေကသူ့ဘက်ကမခံမရနိုင်ဖြစ်ပြီးလာပြောကြတာပါ။တမီးသူ့ကိုတွားတောင်းမှန်တော့အောင်မယ်။တွားတောင်းမှန်နေဟုတ်လား။တွေ့ပြီးဆွေးနေတာပါ။သူ့အမေအတူပါမှာတုံးဖို့ငွေပေးတာလည်းမယူရှာပါဘူး။ဝင်9000အောက်ကိုသူ့လက်မဆက်ကနေဆွဲယူခြင်းခံလိုက်ရသည့်အကြောင်းကို သူ့ရင်ထဲမှသာသိမ်းဝတ်ထားလိုက်ပါ၏။သူဟာဆင်းရဲတာတစ်ခုကလွဲပြီးလူတော်လူကောင်းတစ်ယောက်ပါ။လာမယ့်နှစ်မှာထပ်ပြေးလာရင်ဝယ်ရတော့မှာပါမမီးရဲ့။ဆင်းရဲတာတစ်ခုကလွဲလို့ဟုတ်လားယင် ဆင်းရဲတာလောက်ကြည်ကြဲတဲ့အဖြစ်ရှိအောင်မလားဒုံမျိုးရိုးထဲမှာဆင်းရဲသားကိုယူတဲ့လူတရားမှမရှိဘူးဒီမှာမိစုမြတ်လူဆိုတာဆင်းရဲလေလေအောက်တန်းကြလေလေပဲတို့အတိုင်းဝိုင်းထဲမှာအောက်တန်းကြတဲ့လူတရားမှပါဝက်မပေးစမ်းပါနဲ့စုမြတ်ရဲ့ဘာလဲသမီးတို့ပဲလက်ထပ်မမမီစွန့်ပြစ်လဲစွန့်ပြစ်ပါကြည်စံဒီသားမီးနှစ်ယောက်တည်းရှိတာစွန့်ပြစ်ရပါမလားယင်သမီးသမီးကရောမမီးကိုစွန့်သွားခြင်းမီလား မစိုးခွာခြင်းလို့တောင်းပန်နေတာပေါ့မာမီယာသမီးချစ်သူကိုမာမီသာလက်ခံလိုက်မယ်ဆိုရင်သမီးဘွားဘလောက်များလှပပြည့်စုံလိုက်မလဲမာမီရဲ့ဒေါ်တင်လေးမြင်းငြိမ်တွေစွာ သမီးစွမျက်တင်စားကိုငေးကြည့်နေသည်သူကသမီးကိုတိတ်ချစ်တော့သမီးဥဆောင်ရောင်နားခံမှာပါသမီးလည်းចောင်းပြီးပြီဆိုတော့ကုမ္ပဏီပဲထောင်းထောင်းလုပ်ငန်းတစ်ခုပဲလုပ်လို့ယောက်ျားတယောက်ရှိတော့အကူရတာပေါ့မမီရဲ့ဒေါ်တင်လေးမြင်းပါမမတုံပြန်ဖိုးဖိုးပေးခဲ့တဲ့အမွေတွေကလည်းတိတ်ထောင်နေပါရှိရလေ အဲ့ဒါရေရင်းနှီးလိုက်ရင်ဗန်ရရတဲ့အတိုးတစ်ဆယ်စားလောက်ဝင်ဝင်ရလာမှာပေါ့။စုမြတ်မမီပြောပါ။ငွေမမြင်ဘူးတဲ့သူငွေမကင်ဘူးတဲ့လူရဲ့လက်ထက်ကိုငွေတွေရောက်သွားရင်အဲ့ဒီလူလည်းဘဝမေ့ပြီးဘဝဖြစ်တတ်တယ်။ငွေချင်းလည်းအဆုံးရှုံးများတတ်တယ်သမီး။သမီးချစ်သူကအဲ့လိုလူမျိုးတွေမှမပေါ့ဆိုတော့သမီးအမခံရပါတယ်မမီ။သမီးချစ်သူကိုသမီးတိတ်ကိုအထင်ကြီးနေပြီနော်။သူသမီးကိုတိတ်ရှိချပါတယ်မမီ။သမီးကလည်း तू ကလွယ်ပြီဘသူ့အမလက်မထက်နိုင်တော့တဘွားလုံးစာအတွက်သိကြတယ်။အော် ပြီးတော့သမီးသူ့ကိုမစွန့်လွန်နိုင်ဆိုတော့ပို့ပြီးတည်ကြပါတယ်။ဒေါ်တင်လေးမင်းမြေဝန်းများကအယောင်ပြောင်းလာသည်တင်းမာသောအကြည့်များမင်းမိန်လာ၏။တဦးတည်းသော သမီးလေးကသူ့ချစ်သူကိုမစွန့်လွန်နိုင်တာတည်ကြသလိုသူမဟာလည်းသူမ၏တဦးတည်းသော သမီးလေးကိုမစွန့်လွန်နိုင်သည်မှာပို့ပြီးတည်ကြနေ၏။ဒီ theory အရဆိုရင်ဇင်မင်းဆိုသောကောင်လေးကိုသမီးဘွားရဲ့အဝင်ခံပြီးသူမကိုယ်တိုင်ကပါကြိုဆိုရမည်အဖြစ်ပါလား စည်းစိမ်ဥစ္စာပြည့်စုံလာသောမိမသားနှစ်ယောက်၏ဘဝထဲသို့ယောက်ျားတစ်ယောက်ဝင်လာသင့်မာ၏။တမီ၏ချစ်သူအင်ရှင်အသည့်တီသာတမီပြောသလိုဆင်းရဲတာကလွဲပြီးအားလုံးပြည့်စုံစွာရိုးသားကြိုးစားသောလူငယ်တစ်ယောက်ဖြစ်ပါစေ။တမီကိုတခုပြောပါဦးမမီရဲ့။အေးလေ။တမီရဲ့ဒေဒီကိုလည်းအသိပေးလိုက်အောင်ပေါ့။ဒါဆိုမမီကပါလက်ခံလိုက်ပြီပေါ့နော်။ဝမ်းသာလိုက်တာမမီရဲ့။မမီကိုလေတမီကျေးဇူးတိတ်တင်တာပဲမမီရဲ့တကယ်ပါမမီရဲ့အခန်း၁၆ ဒီကောင်မျက်လုံးတွေကိုငါမကြိုက်ဘူးညီညီကိုတုတ်ကဒီကောင်မတ်စုမျက်ကိုအပိုင်ချန်တယ်လို့ထင်လို့လားမပြောပါ ကိုတုတ်ဘာမှမပြောပါအပိုင်ပဲကြင်ကြင်အပွားပဲကြင်ကြင်ဇင်မင်းရဲ့စိတ်ကူးရင်အိမ်မက်တွေတကယ်ဖြစ်လာပြီပေါ့လေ The dream will come true ဆိုတာဇင်မင်းအတွက်တကယ်ဖြစ်လာပြီညီညီအေးကွာလာမယ့်မန်းလေးမှာလက်ထက်တော့မယ်လို့သူပြောတော့ငါတကယ်မယုံဘူးတရားရုံးမှာတက်တည်လိုက်ပြီးပါလို့မတ်စုမျက်ကိုယ်တိုင်ပြောလို့ယုံတာဘာပဲဖြစ်ဖြစ်ပေါ့အောင်ဦးရာ ငါတို့တငယ်ချင်းတယောက်ချမ်းသာသွားတာကောင်းစားသွားတဲ့အတွက်တော့ဝမ်းသာရမှာပဲဒီကောင်တိတ်မြောက်မသွားဖို့ပဲအရေးကြီးပါတယ်လေကိုတိုကလူကြီးဆန်စွာမှတ်ချက်ရှာဤတက္ကသိုလ်ကာလာတလျှောက်လုံးမှာစင်မင်းကိုဝိုင်းဝန်းထောက်ပံ့ကူညီနေခဲ့ကြရသောညီညီဟောင်ဦးနှင့်ကိုတိုကြီးတို့မှဝမ်းသာအားရဖြစ်ကြရပါ၏မဆုမြတ်ရဲ့မမကသမီးတို့မင်္ဂလာပွဲကြီးခန်းခန်းနာနာကျင်းပပေးနေတာတဲ့ဒါပေမဲ့ဒီလိုလူမျိုးယူတော့ဘလို့လို့လုပ်ပြနိုင်တော့မလဲတဲ့လေဟေးဒီ သူတို့သားဘက်ကရုပ်ပြမလှတော့လေရုပ်ပြလှပါတယ်ကွာဇင်မင်းကဗီဒီယိုမင်းသားရဲ့တော့တောင်းရုပ်ဖြောင်းသေးတယ်မင်းကလည်းကွာဒီလိုပြောတာမှမဟုတ်တာဂုံထွက်ကိုပြောတာဖိတ်စာရိတ်ဖို့သူတို့သားလိပ်စာကအစအဆင်မပြေတာကိုပြောတော့ဘူးပြီးတော့သူတို့သားဘက်ကလူကြည့်မိပါလိုက်ဖို့ကလည်းသူတို့နဲ့အဆင်တိတ်กว่าနေတယ်လေအဆင်กว่าတာထက်တခါတော့ကမောင်းထုတ်ခံရတဲ့ကိစ္စကြီးကိုဘယ်မေ့နိုင်ကြမလဲအေးပါမဆုမြတ်စူးစမ်းလို့တရားရုံးမှာလက်ထပ်တာပဲကောင်းပါတယ်မဆုမြတ်ဘက်ကတော့သူတင်ငယ်ချင်းနေပါမယ် ဖျောင်းနီနီမင်းလိုက်ပြီးမှသူများနောက်ပါသွားတဲ့ယူပါလဲပါလာလိမ့်မယ်။အဲသွားစမှာကွာ။ရှယ်တန်များအစုံမှဆက်ပြောစမ်းအောင်။အေးဇင်မင်းဘက်ကတို့၃ယောက်ရယ်သူ့ညီလေးမင်းနဲ့ညီမလေးနွန်းနူထွေးလို့လဲလာကြမယ်။တရားရုံးမှာလက်မှတ်ထိုးပြီးရက်စတောင့်တစ်ခုမှာမနက်စာကြည့်မယ်။ပြီးရင်မဆုမြတ်ရဲ့တိုက်ကြီးပေါ်တက်ကြမှာတဲ့။သူ့မှမရသဘောတူလိုက်လို့ပေါ့နော်။မတူလို့လည်းမရဘူးလေ။မဆုမြတ်ကဒီကောင်ကိုတအားကြွေနေ။ဒီကွာ မိန်းကလေးရဲ့အချက်ကိုဘလို့နားလဲရမှန်းတော့မသိတော့ဘူးဂျီမန်ငါညီတို့ကိုတူကြီးကိုကြံနှစ်ယောက်ကကြည်နေစေမှာခုကိစ္စကဆုမြတ်ကိုနားလဲနေစရာမလိုဘူးအဲ့ဒီကိစ္စကအရှင်းကြီးသူ့မာနတွေကြောင့်ဇင်မင်းတို့ခံလိုက်ရတယ်အဲ့ဒီတော့တနာပြီးပြန်ချစ်တယ်ဒါပဲဟုတ်လေနားလဲရခတ်နေတာကဇင်မင်းကွာဒီကောက်ရင်ထဲကတကယ်ခံစားမှုအစ်စ်မှန်ကိုငါတို့နားလဲဖို့ခတ်တယ်ကိုတူကြီးရာရတနာတွေတိတ်ဖွင့်မနေပါနဲ့ဒီကောင်အယမ်းပြောနေတာ အခုဟိုတယ်မှာနေရတာကညှိနေပြီလေသူတအားကျဉ်နေနေတာအေးပါကွာဒီဇက်လန်ကိုငါကစပေးခဲ့မိတာဆိုတော့ဇက်လန်အလေရောဇက်သိန်းတွေပါတောက်လျှောက်အစဉ်ပြေပါစေလို့ငါဆုတောင်းပါတယ်ကြည်မာပါဗျာကိုတူဟုခေါ်သည့်မျိုးမင်းဦးကားဖြင့်စင်မင်းထွတ်သူ့ရင်မှာတန်တရားတွေနဲ့တူဝင်နေမိစေပါမမလည်းဗျာဒီလောက်လာတဲ့အိမ်လေးကျွန်တော်ဝင်လာတာဘာလို့မွေးချင်ရတာလဲမမမသွားလို့မရအောင်လားယမမရဲ့ကိုဦးကပဲကျွန်တော်နဲ့မမလာခဲ့ရမယ်လို့အမိန်ပေးသွားတာ လိုက်ချင်လည်းနေခဲ့ဗျာမမလိုက်ရင်ကိုကစိတ်ဆိုးမှထင်တယ်နော်ဒီဗျာမိမယူတော်မင်းကိုဦးအတွက်ဒီလောက်ဖြစ်သေးနေစေမို့မင်းမင်းစိတ်ညင်ညင်းနဲ့ကော်ပြလိုက်သည်မင်းမင်းကားဖြင့်စိုးနေသောဝမ်းသာလုံးကြီးကို မနှဲမြူချထားရပါ၏ကိုအကိုတတိသမီးနဲ့ရပြီးတိုက်ကြီးပေါ်တရားမီကိစ္စကိုဝမ်းသာခြင်းမဟုတ်သူဤချလာစွာသောမမနှုတ်ထွေးဤချစ်သူကိုဦးမိမရသွားခြင်းအတွက မမနှုတ်တွေမျောလင့်ခြင်းများအားလုံးသိဆုံးသွားသည့်အတွက်ကြောင့်ဖြစ်သည်မမနှုတ်တွေအတွက်ကိုဦးမလွဲလင်တခြားရွေးစစ်ရလမ်းမရှိပါမိမိကိုယ်သာရွေးချယ်လက်ခံရရှိပါ၏ဒေါ်လေးတို့တင်မီတို့ကလည်းသဘောတူကြည်ပြူပြီးသားပြီးတော့အိမ်မော်တော်ရောက်နေပြီဖြစ်တဲ့တမက်လောင်းလျာလီဒီထက်သေးကြတဲ့ကိစ္စတွေတောင်ဒီလောက်မသေးကြနိုင်တဲ့အတွက်မောင်မြင့်မင်းမျှော်လင့်ခြင်းများကရန်တုံးဖြစ်ပြေးဝါပါတော့မြင်လက်ထက်စာချုပ်ပေါ်တွင်လက်မှတ်ထိုးနေသောဇမင်းလက်များတုံနေသည့် ဟီတို့လက်မှတ်ထိုးပြီးသောစာချုပ်တစ်စောင်သည်ခတ်သိမ်းသောဆင်းရဲခြင်းအပေါင်းမှလွန်မြောက်ပြီးဆုံးစေနိုင်သောတကူလည်းရှိစေ၏ထိုနေ့ကဆုမြတ်တင်စာထပ်ပင်ဇင်မင်းကပို၍တုံလုံးနေပုံရလေသည် မင်္ဂလိဘကအတိသက်သေတူအဖြစ်ယူပါတင်ထိုးဆိုသောအမျိုးသမီးနှင့်ဇင်မင်းဘကကိုတိုတိုလက်မှတ်ထိုးကြသည်တရားရုံးခန်းတွင်ပင်ဆုမြတ်တင်စာကအထုတ်တထုတ်ကိုစပွဲပေါ်တင်၍တရားသူကြီးကိုသူတို့နှစ်ယောက်ထိုင်၍ကြတော့ကြသည် စစ်မင်းတို့ထိုင်ကြောကြသဖြင့်အားလုံးမတည့်ရဲလိုက်ကြရသည်တရားသူကြီးကဆူတောင်းမြတ်တာပို့သူတို့ကနှုတ်ဆက်ပြီးနောက်မှာရွှေတကုံဘုရားကြီးကိုထင်ရှားစွာမြင်ရသောကံရည်ပြင်ပေးကံတော်မင်းပန်းချံတွင်မှ ရှမ်းကန်စားတော့ဆိုင်သို့ကားရီတန်းစီပြီးသွားကြရ၏သူမြတ်တင်စားဤတငယ်ချင်းမှသုံးယောက်ကလည်းတတဲကြွကြွကိုတိုအောင်ဦးနဲ့ညီညီတို့ကလည်းပျော်ပျော်ရွှင်ရွှင်မရေရဲမမောရဲမပြောရဲမဆိုရဲဖြင့် တိမ်တိမ်ငငယ်လေးဖြစ်နေရသူကမမင်းနဲ့နုနုတွေတို့သာဖြစ်ချေသည်တီတန်ခန်းကိုလည်းကြိုတင်ပုတ်ကင်းလှုပ်ထားပြီးဟင်းလျာများစွာကိုလည်းကြိုတင်စီစဉ်မှကြားထားပြီးဖြစ်ပါ၍အားလုံးအစဉ်သည်အရန်သည်မိန်ကလေးတငယ်ချင်း၃ယောက်ယောက်ျားလေးတငယ်ချင်း၃ယောက်ကာယကံရှင်သူတို့သားသူတို့သမီးတို့နှင့်အတူ၁ယောက်စာစပွဲဝိုင်းကြီးမှနုထွေရောမမင်းမှစိတ်ကျဉ်ဆဲစွာဖြင့်ထိုင်နေကြရသည်ညီမလေးထဲ့စားနော်မင်းမင်းထဲ့ပါစိတ်ထမှကြပါအောင် ဒိုသမီကရှုံးဝေသောအပြုံးဖြင့်တကယ်စေတနာနှင့်ပြောနေရသောလေမင်းမင်းဖို့ထမှဖို့မပြောနှင့်ပကံလုံးနှင့်တူနှင့်ငါးကောင်လုံးကြော်ကြီးအပါဝင်ဟင်းလျာများစွာကိုဘလို့ယူစားရမှန်းပင်မသိနုနုထွေးကားဖြင့်ယူလဲမယူတက်စားလဲမစားရဲစားခြင်းစိတ်လဲမရှိသဖြင့်စံခေတံဘူးမှလိမ္မော်ရည်များကိုသာမောတောင်းနေရသည်ကိုယ်သိပ်ပျော်နေပြီပေါ့နော်မရေတရေလှမ်းကြည့်ရင်ကြေခွဲစွာတွေးမိသည် မင်းမင်းကဇုံနဲ့ခရွေတာဟင်းလျများကိုနှုတ်တွေအတွက်ထည့်ပေးရှာသည်မင်းမင်းသည်ကိုဦးပိုးလိုက်သော foreign ရှက်ပြားနှင့်အညိုရောင်ပိုးတွဲလုံကြီးဝတ်ထားသဖြင့်သာနာနေလေသည်ဟေးမင်းတို့ honeymoon ဘယ်ကိုသွားကြမှာလဲလိုက်နောက်ရက်မလို့လားအကောင်းမေးရပါကွာမဆုမြန်ဘယ်ကိုသွားဖို့အစီအစဉ်ထားလဲမစီစဉ်ရသေးဘူးမောင်ကိုပဲမေးရမှာမောင်ဘယ်သွားချင်လဲနိုင်ငံခြားမောင်ပြောတာဘာလို့ရေကြရလဲ မောင်ဝါကတကယ်နိုင်ငံခြားသွားချင်းစုမြက်ကတကယ်စီစဉ်ပေးမှတိလားဒရီယဟိုမှာရှိရလင်ခမရယောက်ျားကတာဝရင်သာသွားချင်တယ်ဆိုရင်ရောပို့မှာပဲလားပို့လို့ရရင်ပို့မှာဗောကိုတူကြီးရဲ့အားလုံးဥရှင်နေကြသဖြင့်ဘာပဲပြောပြောတဟားဟားဖြစ်နေကြသည် အရာရာကိုအလိုက်တိတတ်သောညတာတတ်သော ကုညီတတ်သောကိုတို့ကတိမ်ငယ်နေရှာသောမင်းမင်းနှင့်နုနုထွေတို့၏ပကံတဲသို့ဟင်းလျာများယူယူထည့်ပေးနေရှာ၏ ကိုဦးဝါဖြင့်ငါညီလေးတိမ်ငယ်နေရှာပါလားငါညမလေးမစားရဲမတော့ရဲဖြစ်နေရှာပါလားဟုငဲ့ဆောင်ရွေးပင်ကြည်ပေါ်မရပါ ကိုစင်မင်းညမလေးကလှတယ်နော်အင်းနော်အသားညိုညိုလေးနဲ့တိတိချာချာကြည်သည်လှလေးပဲကိုစင်မင်းတို့မောင်နှမကတရားတမျိုးစီချော့ကြတယ်နော်သူကကျွန်တော်ညမမဟုတ်ဘူးမင်းမင်းကအရင်ဆုံးမျက်နှာတင်းပြီးကိုဦးကိုကြည်ဤနုနုထွေရဖြင့်ခေါင်းငုတ်ထားရှာသည်သူကမှကျွန်တော်ညီရင်နာမည်ကမြင့်မင်းနဲ့ နုထွေးကဘာမှမတော်ဘူးအင်းဒီနာချင်းဟုတ်လားနမယ်လေးကလည်းလှပါတယ်နုထွေးဆိုတာရှင်ရင်အေးလေးပဲအခုမေမရှိတော့ဒီကောင်ဒီနုထွေးတို့အိမ်ပေါ်ရောက်နေပြီဒါကြောင့်မေမင်းနဲ့နုထွေးလည်းယူလိုက်ကြငါသဘောတူတယ်လို့ပြောပြီးသားလေနုထွေးကောင်ကပိုပြီးငုံသွားရုံမကရှန်တက်လာတော့မျက်ရည်များမကြဖြစ်အောင်မနေအားတင်းထားနေစဲမှာအေးဆက်တော့သူ့လက်ကလေးကိုနွေထွေးသောမင်းမင်းဤလက်ကြံကြီးကအုတ်ကိုင်းပြီးအတန်တိန်နှစ်သိမ့်နေရှာသည် နုထွေကောင်းကုန်နေသည်ကိုလည်းကိုဦးသတိမထားပါတငယ်ချင်းများလည်းမစပွဲပေါင်းများစွာကိုအောင်နိုင်ခဲ့သောသူရဲ့ကောင်းရှိတဦးတပွဲအောင်ပွဲခံနေသောကိုဦးမမပြန်ကြည့်ပြီလားယနုထွေဘာမှမဖြစ်လေတန်တိုးနေပင်မမင်းကမမင်းတို့ဘာသာပြန်ကြအောင်လေကိုဦးကချိတ်ပါမလား तू ကကျွန်တော်တို့မှခယူးမဆိုင်တာဗျာ तू ထက်မတော်နေစမ်းပါနဲ့ဒါဖြစ်လဲပြန်ကြမယ်လေမမင်းကစက္ကူလက်တော့ဘွားယူရပါဇက်တော့လိုက်ခါကျွန်တော်တို့ပြန်တော့မယ်ကို ။သူမြတ်တင်စာက ပြက်ပြားတလဲဝင်၍ဟာနေချောင်းလေဒီဆက်စားပြီးမှပြန်မလိုက်ဖို့မှာပေါ့။ဒီဆက်ဆိုဒီမှာတမင်းဟင်းများစားပြီးမှတတိပါတော့အချိုဝဲဖြစ်ကြောင်းလဲမမင်းတို့မကြဘူးပါ။နုထွေးကခေါင်းငုတ်ရေးထားလိုက်သဖြင့်။ဗါလေမိရိယငါပြောတာနဲ့ရှက်သွားလား။အတူတောင်နေတာမှတော့ယူလိုက်အောင်ပဲပေါ့ဟာ။ဘာချက်စရာရှိလို့လဲ။မမနုထွေးကိုကိုဘာမှထပ်မပြောပါနဲ့။ကျွန်တော်ပြန်ပြီနေအောင်လေကားနဲ့လိုက်ဖို့ပါမယ်စုမြတ်တင်စာက ထိုင်နေရာမှာထိုင်ရလိုက်သဖြင့ နေပါစေဗျာကျွန်တော်တို့ကကိုချင်းတော့နဲ့ကိုလမ်းလျှောက်နေကြပါလာမမနုထွေးလက်ကိုတင်းတင်းဆုပ်ကတီးတန့်ခံထဲမှထွက်လာခဲ့ကြသည်သူခေါ်လို့လေလားသည်တယ်လူတွေရှိမှပြောကုန်လဲကြည့်ပါအောင်မမရအိမ်ဝင်ရောက်နေလို့မင်းမင်းနဲ့မမတို့ကပဲဘာလို့လို့သူမို့ပြောရတဲ့မင်းမင်းရဲ့လာမိတာကမှားပါတယ်ဗျာမင်းမင်းမမနုထွေးတို့ तू လုံးဝတန်ရွှဲစင်မရှိတော့ဘူးနော်မမအခုလို့တည်သွားကျွန်တော်တိတ်ဝမ်းတာတယ်ဒီမှာမမဟင် तू ကဘသူ့ဘော်မှာတန်ရွှဲစင်ရှိတဲ့လူမျိုးမဟုတ်ဘူးမမတိတ်တကူကောင်းစံပြီ ိတ်အတားကြီးရဲ့လူအေးလေသူသိချက်တဲ့မိမနဲ့ရသပန်အဆင်ပြေပါစီလို့ပဲဆုတောင်းပါတယ်ဒီမှာကျွန်တော်ပြောရဲတယ်ဘာလဲမဆုမြတ်စင်းရဲ့ကြီး तू လုံးဝယူဖို့စဉ်းစားမှာမဟုတ်ချမ်းသာလို့ပါဗျာ तू ကြောင့်ကျွန်တော်အသိဆုံးပါထားလိုက်ပါတော့မင်းမရဲ့ဒီပွဲတော့တယောက်ခွင့်ရခြင်းအတွက်ဆုလက်ကြီးတစ်ခုရရှိလိုက်သလိုမင်းမင်းပြောသွားသည်မမနှုတွေအကိုဦးကို တကယ်စိတ်ကုံသွားပြီလေသူတို့နှစ်ယောက်တွဲဆက်သားသောလက်များပုံမိုခိုင်မြဲစွာဖြင့် သူတို့နှင်းတံမြတော့လှပသည့်အနာဂတ်စီတို့သာအပိုင်း30ဆက်ပါမည်ဟုတ်ကဲ့ပါရှင်ဒီနေ့ Freedom of Future Channel ရဲ့ဝိုင်းတော်သားများတင်ဆက်ဖျားခဲ့တာကတော့ Clear Wave စာသိပ္ပံရေးသားထားတဲ့ ဆင်းလဲသောယောက်ျားတယောက်အကြောင်းအပိုင်းကိုဖျက်ပြသွားတာဖြစ်ပါတယ်ရှင်။ဆုံးထိနားဆင်ပေးခဲ့ပါတော့ကလကများအလုံးကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။ကလကများအလုံးလည်းဘေးရန်ပေါင်းမှကင်းဝေးကြပါစေရှင်။